တန်ကိုရီးယားနိုင်ငံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ဟာအော်တိုဘားလ30ရက်ကနှစ်နာရီကြာအစည်းအဝေးပြုလုပ်ခဲ့ပြီးမယ်လေတိကျတဲ့ရလဒ်ကိုလူသိရှင်ကြားကြေညာခဲ့ခြင်းမရှိပေအစည်းအဝေးပြီးဆုံးခဲ့ကြောင်း EFV သတင်းမှာဖော်ပြခဲ့ပါသည် ထရက်ဟာ၆နှစ်အတွင်းရှီနဲ့ပထမဆုံးချိန်မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးတဲ့နောက်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ရှီဟာအစည်းအဝေးပြုလုပ်တဲ့အဆောက်အအုံပြင်ပမှာရပ်ထားတဲ့ကားပေါ်တက်ပြီးထွက်ခွာသွားပုံကိုမြင်တွေ့ရပါသည်။၎င်းတို့နှစ်ဦးအစည်းအဝေးမပြုလုပ်မီထရန့်ကရှီကိုအလွန်တန်မာတဲ့ဆွေးနွေးညှိနှိုင်းသူတို့အဖြစ်ကြောင်း ချီကျူးပြောကြားခဲ့ပါတယ်။ရှီကလည်းအမေရိကန်နဲ့တရုတ်ဟာအမြင်တူညီမရှိကြောင်းဒါပေမဲ့မိဖက်များမိဆွေများဖြစ်ရန်ကြိုးပမ်းတင်ကြောင်းအစီအဝင်ပြုလုပ်မည်ပြောကြားခဲ့ပါတယ်။ထရက်ဟာတောင်ကိုရီးယားမှထွက်ခွာလာပြီးတဲ့နောက် Air Force လေယာဉ်ပေါ်တွင်ဒေသောင်များနဲ့တွေ့ဆုံချိန်မှာမြေရှားသူတို့အရေးကိစ္စကိုဖြေရှင်းခဲ့ပြီးတရုတ်ကမြေရှားသူတို့များတင်ပို့ရောင်းချမှုကိုထိ ंछ ုပ်ကတဲ့တော့မှမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီသဘောတူညီချက်ဟာတစ်နှစ်တတန်းရှိပြီးတတန်းတိုးနိုင်မယ်လို့လည်း၎င်းကဆိုပါတယ်။ ဒါအပြင်တရုတ်ရဲ့ပို့ကုန်များအပေါ်အမေရိကန်ရဲ့ကုန်သွယ်ခွန်ကို59ရာခိုင်နှုန်းမှ48ရာခိုင်နှုန်းထိချော့ချသွားမှာဖြစ်ကြောင်းလာမယ့်နှစ်ဧပြီလမှာတရုတ်နိုင်ငံသို့သွားမှာဖြစ်ကြောင်းနဲ့ရှီဟာလည်းအမေရိကန်သို့လာရောက်လိမ့်မှာဖြစ်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။